ဂျက်စီတန်လည်းမပြောင်းခြင်းဘိုင်ကလည်းမလို့ခြင်းနဲ့မြောက်တေကိုင်းလို့လိုကားကြီးဖြစ်နေရတဲ့ဂျက်စင်ဘိုင်စီကိုငါးထွက်ကစားနေဂျက်စင်ဟာအတရားချဲစီတန်ပြန်လာဖို့ဇာနာလုံးဝမရှိတော့သလိုဘိုင်ဘက်ကလည်းပြီးသက်ဝယ်ဖို့စိတ်ဝင်စားဖြစ်နေကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်ဂျက်စင်အဖြစ်ကတော့မြောက်တေကိုင်းလို့လိုကားကြီးကိုဖြစ်လို့နေတော့တာပါဂျက်စင်ကဘိုင်မင်းစီကိုဒီနေရာဒီမှာတရားသင်ငားနဲ့အငားတံမိုးပေါင်း14.3တန်းနဲ့ရောက်ရှိလာတာဖြစ်ပါတယ်ဒီငားမှုမှာပြီးသက်ဝယ်ခွင့်ဆွဲချက်လည်းပေါင်းနေပြီးတော့ပွဲပေါင်း40ကိုပွဲထွက်စတင်ကစားခွင့်ရမယ်ဆိုရင်ပေါင်း56.2တန်းနဲ့ ဂျက်ဆင်ကိုဘိုင်ကဝေပေးရမယ်ဆိုတဲ့သဘောတူညီချက်တည်းကလည်းပါဝင်နေပါတယ်။ဒါပေမဲ့ဘိုင်ဟန်ဂုံတိတ်ခါရှိအုတ်တာဟိုနက်စ်ကပွဲဆောင်ဝင်တလောက်ထိဂျက်ဆင်စားဝင်ရမှာမဟုတ်လို့ပွင့်လင်းပြောဆိုထားပါတယ်။လက်ရှိအချိန်မှာဂျက်ဆင်ကဘော်နက်စီကပွဲ၈ပွဲပါဝင်စားပြီးတော့၄ပွဲသာပွဲထက်စားဝင်ရရှိထားသေးပြီးတော့တကူးသာသွင်းထားနိုင်ပါတယ်။ဂျာမန်လိဘောင်တော့နှစ်ကိုးသွင်းယူထားမယ်သူ့ရဲ့စွမ်းဆောင်ကတော့စိတ်ပြတ်ဖွယ်ရဖြစ်ခဲ့ရပါတယ်။ဒါကြောင့်ဘိုင်ဟန်အနေနဲ့လက်ရှိစံနှုန်းတိုင်းသူ့အပိသက်ဝယ်ယူနိုင်ခြင်းနည်းနေရပါဂျက်စီမာကွာထိတ်တန်ကလပ်တစ်ခုမှကစားဖို့လိုအပ်တဲ့အခြေခံစွမ်းရည်တွေရှိပါတယ်။ဂျက်စီမာနေရာဒီကစားခဲ့စဉ်က80ပွဲမှာ 9:30နဲ့9:00ပြည့်စနေချိန်ပြုလုပ်ပေးနိုင်ခဲ့တာကသူမှာစွမ်းရည်ရှိတဲ့အခြေခံကောင်းတွေပိုင်းဆိုင်ထားရစွာကိုပြနေပါလိမ့်။ဂျက်ဆင်ကအသက်24နှစ်ပဲရှိသလားမလို့ဖွေးမျိုးတိုးတက်မှုအတွက်အချိန်နဲ့အခွင့်အလမ်းတွေရှိနေပါသေးတယ်။ဒါပေမဲ့သူမှာကမ္ဘာထိပ်တန်းကလပ်တစ်ခုအတွက်မှဖြစ်မနေပြင်ဆင်ရမယ့်အားနည်းချက်တွေရှိနေပါလိမ့်။ဘိုင်းမှာယာတီစတင်ချိန်ကလေးကစွမ်းဆောင်ရည်မတည်ငြိမ်မှုတွေရှိနေခဲ့ပါလိမ့်။ကိုသိန်းတော်ကကလပ်တစ်ခုအတွက်လုံလောက်တဲ့ပမာဏမရှိခဲ့ပါဘူး။ဂျက်ဆင်မှလည်းဒီပုံစံတိုင်းပဲဖြစ်ခဲ့တာပါ။ဒူရမ်ယာတီမှာဆိုရင်စွမ်းဆောင်ရည်ကပို့ပြီးတော့တိုးတက်လာမယ်စာဘိုးလို့ကြာဆင်းလို့သွားခဲ့ပါလိမ့်။ အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ် Iba 69နဲ့ Five Miss ကစားလို့ရဆိုရင်တော့ Viber နံပါတ်39 65လုံး16 43ကိုစသွယ်လိုက်ပါဘိုင်းမှာကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတရားဖြစ်တဲ့ Harry Kane ရဲ့နောက်ကဒုတိယဦးစားပေးညမှာယက်တီရာတူတက်ကြီးမားတဲ့စိန်ခေါ်မှုတရားဖြစ်နေပါတယ်ဂိမ်းကပုံမှန်ပွဲတိုင်းနှိပါးမှာကစားနေရတာမဟုတ်လို့ Jesse နေနဲ့ကစားစဉ်တွေရှားပါနေရခြင်းလည်းဖြစ်ပါတယ် Jesse ရဲ့စိတ်နေစိတ်ထားကဒီဇလန်မှာတော့ကြကြတဲ့အခန်းကနေပါဝင်နေပါတယ်သူကဘိုင်းမှာပဲဆက်ကစားဖို့ဆန္ဒရှိနေတဲ့ဖြစ်ပြီး ချဲစီစီပြန်ဖို့တော့စိတ်ဝင်စားကြောင်းသတင်းတွေရသိရပါတယ်။ဂျာမနီမှာနေထိုင်ရတာကိုသူနှစ်သက်နေရလို့လည်းဆိုပါတယ်။ဘိုင်မာအောင်မြင်ပြီးတော့ဇူလာကိုရယူဖို့အတွက်ဆန္ဒရှိနေလို့သူစီကနေထွက်ရှိလာသတင်းတွေရသိရပါတယ်။ဒီတော့နောက်ဆုံးမှာဘာတွေဆက်ဖြစ်လာနိုင်မလဲ။ပြည်နိုင်ရှိတဲ့ဇလန်းတွေကိုမြင်ပြီးတော့ပြောရမယ်ဆိုရင်တော့ဖြင့်ဘိုင်နဲ့ပဲရှေ့ဆက်ဖို့စိတ်သက်ညီနိုင်ခြင်းဘိုင်နေနဲ့ဂျက်ဆင်လုံးကမွေးချင်တော့လို့မဆိုလို့ပါဘူး။သူတို့အနေနဲ့ချဲစီကပြောင်းရွှေ့ချေကိုရှော့ချပေးဖို့ညီနိုင်ပြီးဂျင်းနေပေါ်မူတည်ပြီးတော့ဝယ်ယူနိုင်ပါသေးတယ်။ဂျက်ဆင်ဘက်ကလည်းဘိုင်မာပဲဆက်ရှိဖို့ဆန္ဒရှိတယ်လို့ဒီဖြစ်နိုင်ကြအကောင်းဘက်မှာရှိပါတယ်။ ဂျက်စီလည်းမဟုတ်ဘိုင်လည်းမဟုတ်တခြားကလပ်တစ်ခုစီပြောင်းရွှေ့သွားခြင်းဂျက်စင်ကနောက်ထပ်ရွေးချယ်စာတစ်ခုကတော့တခြားကလပ်တစ်ခုခုစီပြောင်းဖို့ပါဥမာအပြင်ဂျားကလပ်တစ်ခုစီဂျက်စီကကစားမဝယ်မှုပြုလုပ်တဲ့အခါဂျက်စင်ကိုအလိုက်ပေးတာတဲ့လဲတာမျိုးတွေရှိလာနိုင်ပြီးတော့အဲ့ဒီအချိန်မှာဂျက်စင်ကချိန်ပိုင်းတစ်ခုနေနဲ့ပါဝင်သွားနိုင်ပါလိမ့်ဂျက်စီကိုပြောင်းလာခြင်းဖြစ်နိုင်ခြင်းအနည်းဆုံးရွေးချယ်စာတော့ဂျက်စီစီပြောင်းသွားတာပါပဲဒါပေမဲ့ဂျက်စင်ကိုတိုင်းဒီဖြစ်နိုင်ခြင်းကိုလုံးဝမလိုလားသလိုဂျက်စီဘက်ကလည်းသူ့မြန်မြန်ဆဆမျောလို့မထားပါဘူးချုပ်ဆိုရနေကိုလည်းဂျက်စင်ရဲ့ဇလန်လက်ရှိမှာတော့အဆုံးသတ်မြောက်သေးပါဘူးသူမှာစွမ်းရင်ရှိပေမဲ့ကမ္ဘာထိုင်တန်ကလပ်တွေရဲ့တင်းကျပ်တဲ့ စံနှုံးနေနဲ့ကိုင်းညောင်ဆက်လက်ကြိုးစားဖို့လိုအပ်နေပါသေးတယ်။သူရဲ့စိတ်ဓာတ်နဲ့ဘိုင်းမှာဆက်ကစားခြင်းနဲ့စံနာတော့သူ့နာကတ်ကိုပုံဖော်မှာအရေးပါတဲ့အခန်းကနေပါဝင်နေပါလိမ့်။ဂျက်ဆင်ရဲ့အနာကတ်ဘယ်လိုရှိမလဲဆိုတာတကယ်ပဲစိတ်ဝင်စားနေမိပါလိမ့်။ပရိသတ်တို့ဘယ်လိုမြင်လဲ။ဝိုင်းမြောင်ဆွေးနွေးပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဝိုင်းစပေါ့ကနေကြိုးဆိုလိုက်ပါတယ်။ iPad 69နဲ့ Fiber Mix ကစားလို့ရတယ်ဆိုရင်တော့ Fiber နံပါတ်3969 6563ညကိုစသွယ်လိုက်ပါ။